ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘဝချင်းကနေကြိုဆိုပါရစေ။ညကကျွန်တော်တို့ဒီ quarter final ဒုတိယကြော nation league တွေကစားအပီးမှာအရက်လက်အတီးတီးထွက်ခဲ့ကြတယ်။ဆိုတော့ semi final မှာကျွန်တော်တို့ဗောနော်ဂျာကိုစီတွေ့နေကြပြီ။ဆိုတော့ semi final မှာတော့ဂျာမနီက portuguese နဲ့ရှင်ပိုင်ကစားရမယ်။စပိန်ကပြင်သစ်နဲ့တွေ့နေပါတယ်။ဆိုတော့ဒီနှစ်သင်းဒီနှစ်ပွဲစလုံးကတော့ကျွန်တော်တို့ဒါဂျွန်လမှကစားကြမှာဗောနော်။ဂျွန်လ၄ရက်နေ့ဒါ၅ရက်နေ့မနက်ဒါရှင်ပိုင်ကစားကြမယ်။ဆိုတော့ nation league ဒီနှစ်ကဂျာမနီမှာ လက်ခံကျင်းပါတာဖြစ်တဲ့တွေ့လက်ရှိ semi final နှစ်ပွဲစလုံးကိုဂျာမနီက Munich နဲ့ကျွန်တော် Stuttgart ကိုင်းလေးနှစ်ခုမှကျွန်တော်ကစားကြမယ်တတိယနေရာတို့ပြီးလို့ရှိရင် final တို့လည်းဂျာမနီမှာပဲသူတို့လက်ခံကျင်းပါမှာဆိုတော့ဂျာမနီအတွက်အားသာချက်ပေါ်လေဆိုတော့ဒါစပိန်နဲ့ပြင်သစ်တို့ကျွန်တော်တွေ့မယ်ပေါ့ဗျာဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ကြည့်ရအောင်ဆိုတော့လက်ရှိအချိန်နဲ့စာလို့ရှိရင်တော့ဒီနှစ်သင်းစလုံးကဒီလူစင်းအတိုင်းကျွန်တော်တို့သွားမယ်ဆိုရင်ဘယ်လိုပြောမလဲဒါ မဆိုးဘူးပေါ့နော်ဂျားထဲမှာကျွန်တော်တို့ကဒီအချိန်ကကြာသေးရခုမှခုမှကျွန်တော် match လပဲကျွန်တော်ရှိသေးတယ်ဆိုတော့ဂျွန်လာထိဆိုတဲ့အခါကျတော့ဂျားထဲမှာဘယ်အသင်းကဘယ်ကစားသမားကမြန်ဘယ်လို injury တွေကြုံအောင်မလဲဘယ်သူကမြန်ပြန်ကောင်းလာအောင်မလဲဥမာစပိန်တို့ဘာလို့ဆိုလို့ရှိရင် Rodri တို့ဘာလို့ကစားမတွေပြန်ကောင်းလာမှာလား ACN injury ဆိုတော့အဲ့ပွဲတွေမှာချက်ချင်းဝင်ကစားဖို့တော့ခဲရင်ပါတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ကူပါစီတို့ဘာလို့အဲ့ချိန်မှာပြန်ကောင်းလာပြီလား တည်ရမလားတိုက်စစ်မှာဆိုလို့ရှိရောဘက်ဆာမာတွေအဲ့ချိန်မှာ performance တွေကောင်းနေပြီလေဒါမှုတွေကျွန်တော်တို့ရှိတယ်ဗောလေပြင်သစ်လည်းပဲဒီတိုင်းပဲဗောနော်ဒါကြောင့်ကျွန်တော်ကတော့ဒီလက်ရှိအချိန်မှာလူစရင်အကောင်းဆုံးအတိုင်းကျွန်တော်တွေးကြည့်ရရင်စပိန်နဲ့ပြင်သစ်ကသာအိမ်ဝင်းဝေးဝင်းအားသာကြည့်လို့ကျွန်တော်မရှိတော့ဘူးဗောနော်ဒါအပြင်ဒါကတကြော့ပဲကံမှာဆိုတော့အဲ့ဒါနဲ့လေးရက်လောက်အကြာမှာပဲသူက final ကင်ညမှာဆိုတဲ့အတွက်နှစ်သိန်းစလုံးအတွက်တော့ကျွန်တော်တို့ဒါတော်တော်ကိုအကြည့်ကောင်းအောင်မှာပါသူသဖြင့်စပိန်က네덜란드လိုမျိုး တော်တော်ကိုကန်ရခတ်တဲ့အသင်းကိုနိုင်ပြီးတော့သူတို့ကဒီဆင့်ကိုတက်လာတာနော်ပြင်သစ်ကတော့ဗျာနော်တိတ်ပြီးတော့မခက်ခဲပဲနဲ့ဗောနော်မခက်ခဲတင်မဲနဲ့ခက်ခဲအောင်ကန်ပြီးတော့သူတို့ကပဲလေပင်နေဒီဆုံးဖြတ်တဲ့ဒီတိတက်လာတာဆိုတော့တော်တော်ကိုကြည့်ကောင်းမယ်ပွဲပါသူသည်ဖြင့်ဟိုစပိန်လိုမျိုးဗောနော် team work လေသူတို့ကကောင်းနေ individual performance တွေလည်းသူတို့ကောင်းနေဆိုအဲ့လိုအသင်းမျိုးဒါအပြင်ဒါလက်ရှိ Euro Champion ဖြစ်တယ်လို့လက်ရှိ Nation League Champion လေးကျွန်တော်ဖြစ်တယ်ဗောနော်ပြင်သစ်ဘက်ကတော့ကျွန်တော်အနေနဲ့သူတို့က World Cup မှာပို့ပြီးတော့ကောင်းအောင်လုပ်ပြတာ ကဘာဖလားဆိုပြင်တဲ့ကပူကောင်းကိုကောင်းတာဒါပေမဲ့ဂျားထဲမှာကန်တဲ့ Nation League 2ဘောနောပြလို့ရှိရင် Euro တို့ဆိုလို့ရှိရင်ကျွန်တော်တို့မျှော်လင့်တဲ့လောက်ဒီကောင်ကြီးလောက်ချင်မှလောက်နိုင်တာဒါပေမဲ့ဒီပွဲကတော့ဟိုဘယ်လိုပြောမလဲဘာပီတို့ဘာတို့ကထူးထူးပြင်ဒီယာဒီမှာဆိုလို့ရှိရင် Prime Color ကိုကျွန်တော်ရောက်နေတာဗျာဟုတ်တယ်မလားနော်ဟိုရောက်စတော့ကတော့ Real Madrid ကိုရောက်စတော့ကတော့ဟိုလူဝေဖန်ခံရဒီလူဝေဖန်ခံရပေါ့လေဒါပေမဲ့လို့နောက်ပိုင်းမှာဂိုးတွေတအားသွင်းနေပြီးတော့အခုဆိုလို့ရှိရင်တော်တော်ကိုကောင်းတဲ့ကစားမတယောက်ဖြစ်ကျွန်တော်သူ့ရဲ့ပုံစံတိုင်းပြန်ပြီးတော့မြင်နေရပြီ အိုလီစီရိုဘာလိုကဘိုင်ယန်မြူနီနဲ့ခြေစွမ်းနေပြနေတယ်လို့လက်ရှိပြင်သစ်အတွက်လည်းညကပွဲမှာလည်းလှုပ်ပြသွားတယ်။ဥစမန်ဒမ်ဘီလီကလည်းလက်ရှိဒီယာဒီမှာတတော်ကိုကောင်းတဲ့ performance တွေတိုက်စစ်မှုအနေနဲ့ရော right winger အနေနဲ့ရောကျွန်တော်ပြနေတယ်လို့ကွင်းလယ်မှာလည်းဖာဘူပြောလဲကွင်းလယ်မှာလည်းတကယ်တကယ်ထားပါတော့တာချူဝမီနီတို့လိုကစားမားတွေ အများကြီးရှိတယ်ပေါ့ကွင်းလယ်မှာပဲနည်းနည်းလေးပြောစရာရှိကောင်းရှိလိမ့်မယ်ပြင်တစ်ဘက်ကဘာကြောင့်လဲဆိုတော့ကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီချူဝမီနီတယောက်လောက်ပဲကျွန်တော်ရှိတာဗျာဒါသာပါတော့ကိုနီလိုလိုကစားမားတွေကျွန်တော်ရှိမယ်ကာမာဘင်ကရှိမယ်ပြက်တနာက ကာမာဘင်ကကိုနီးပြကအလောက်ထိသဘောမကျတယ်လို့အာကူဝါလောက်တယ်လို့ထင်ထားတဲ့ဒါအမ်ရီဒိုဘာလိုကစားမမျိုးတွေကိုလည်းတက်ရှန်ကအလောက်ထိတော့ကျွန်တော်မကြိုက်ဘူးဗျဆိုတော့အန်ဒရယ်ရာဘီယောကသူကတော်တော်ကြိုက်တဲ့နေရာမှာပါတယ်ဒါပေမဲ့လို့ဒီခရိုအေးရှားနဲ့ပွဲမှာတော့ဒုတိယကြုံမှာတော့သူတုံးမသွားဘူးပေါ့နော်ပြီးကြရင်ဂန်ဒူစီလို့လိုကစားမတွေပါပြင်ယူချေခံထားရတယ်ဆိုတော့ချူဝမနီနဲ့တွဲကစားဖို့အတွက်ကွင်းလယ်မှာအဲတော်တော်ကိုလိုအပ်ချက်ရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အကယ်လို့ကွင်းလယ်မရှင်နိုင်မှုဆိုလို့ရှင်စပိန်ကိုရှင်နိုင်မှုကမလွယ်ပါဘူး စပိန်ကိုရှင်းနိုင်မှုပြင်းထန်မလွယ်ပါဘူး။ဒါပေမဲ့လို့နောက်တန်းမှာဆိုလို့ရှိရင်လည်းဆာလီဘာတို့တအားကိုကောင်းနေတယ်။ဥပမာခါနိုတို့တအားကိုကောင်းနေတယ်။ကိုနာတီတို့လည်းကျွန်တော်ရှိတယ်။ဂျူလီစကွန်တီတို့ဘာစီမာတအားကိုကောင်းနေတယ် right back မှာ။နောက်ပြီးလို့ရှိရင်တီဝါနန်ဒက်စ်တို့လိုကစားမားတွေမျိုးကျွန်တော်တို့ရှိတယ်။ဆိုတော့ပြင်းထန်မှာကနေရာတိုင်းကတော့ star player တွေကြီးပဲပါ။နော်ခုနကပြောလိုပဲတကယ်လို့အားနည်းမယ်ဆိုလို့ရှိရင်တော့မှကွင်းလေပဲ။ ဒီမှာချူဝါမနီကလည်းဗျာဘာကြောင့်လဲဆိုတော့ကစားမကောင်းတယောက်ဆိုပေမဲ့လေရီယယ်မက်ထရစ်မှာအများအပြင်းနောက်တန်းဒီမှာသူကစားနေရတာဒီယာဒီရီယယ်ကကွင်းလေဒီမှာဟိုကစားချိန်ကိုသူမရဘူးနောက်တန်းဒီ injury ပြဿနာတွေကြုံနေရတော့သူ့လို defensive midfielder ကစဉ်စဉ်ပြီးတော့ကစားရတယ်ဆိုတော့သူ့ရဲ့ကွင်းလေမှာသူ rhythm ပြန်မိဖို့ကိုသူလည်းမနေကျူးပန်းနေရတာအဲကြောင့်ကျွန်တော်ကတော့လက်ရှိအနေထားအရဆိုလို့ရှင်ပြင်သစ်မှာအားနေတာဆိုလို့ကွင်းလေပဲကျန်တဲ့နေရာကတော့အဲ့လောက်ကြီးကြီးကျွန်တော်မထင်ဘူး စပိန်ကိုစိတ်ကြိုက်ရှင်ကစားလို့ရတယ်လို့ကျွန်တော်ထင်တယ်။ပြည်ထနာကစပိန်ဘက်ကကျတော့ပြင်သစ်နဲ့မတူတာပါလဲဆိုတော့ဟိုစပိန်ဒီကျွန်တော်နေနဲ့ consistently chance creation တွေသူတို့လုံနိုင်ရဲ့ဗျာ။ပြင်သစ်ကအဲ့လိုမဟုတ်ဘူး။ကျွန်တော်လက်ရှိခရိုအေးရှားနဲ့ပထမကြိုးကိုပဲကျွန်တော်ကြည့်ပါလား။တော်တော်ကိုတိုင်ပတ်တာလေ။ပွဲထွက်လူစင်းနေမှာဆိုလို့ရှိရင် balance တွေတိုက်စစ်ပိုင်းမှာမညီတော့ chance create လုံးမဲ့သူမရှိတဲ့အခါကျတော့ဘာအခွင့်အရေးမှလောလောလာလာဖန်တီးနိုင်ခြင်းကျွန်တော်မရှိဘူး။ဆိုတော့စပိန်ကကျတော့အဲ့လိုမဟုတ်ဘူး။သူတို့ကဟို teamwork အနေနဲ့လည်းတအားကိုကောင်းနေတယ်မှာကျွန်တော်ပါတယ်။ ခံစစ်ကွင်းလင်တိုက်စစ်ပြဘလူရောမလဲဆိုတော့ခါကျတော့ဟို balance ညီတယ်ပေါ့နော်တိုက်စစ်မှာဆိုလို့ချင်းလည်းပဲကျွန်တော်ကြည့်ပါလားတောင်မှနှစ်ဖက်စလုံးမှာ go twin နိုင်စွမ်းရှိတဲ့ player တွေအပြင်ဖန်တီးမှုလည်းလုံနိုင်စွမ်းရှိတဲ့ player တွေကွင်းလင်မှာဆိုလို့ချင်းလည်းပဲ Fabian Ruiz တို့เนาะပြီးလို့ချင်း Pedri တို့လိုကစားမားတွေဆိုတော့ဒီ Rodri မပါလို့ဆိုရင်တော့မှသူတို့မှာ Rodri လောက်မကောင်းပေမဲ့လို့ပေါ့နော်ဖြည့်ကစားလို့ရတဲ့ဒါပါတော့ဒီ Zubimendi တို့ပါလို့ကစားမားတွေကျွန်တော်ရှိတယ်ဒါတွေကိုကျွန်တော်ကြည့်မိဆိုလို့ရှိရင်ကွင်းလင်ပိုင်းကလည်းကျွန်တော်ညင်ပြင်းတဲ့တော့ ဘယ်လိုပြောမလဲတာတယ်ဗျာဒီလားနောက်တန်းဆိုလို့ရှိရင်တော့သူတို့နည်းနည်းလေးစပိန်အပစိပါလီစပိန်ဘက်ကကျွန်တော်တို့ကြည့်ရင်အတွေ့အကြုံညာစကားပြောကောင်းပြောလိမ့်မယ်ထပ်မတော့ကူကယ်ရလာကဒီယူရိုမှာသူကစားခဲ့ပြီးတော့တကယ်ကောင်းတဲ့ပလေယာတစ်ယောက်လည်းဖြစ်ခဲ့တယ်ဆိုတော့ထားအောင်တော့နောက်တန်းအလဲမှာကျတော့ကူဘာစီရိုလိုကစားမရီပြီးလို့ရှိရင်ကျွန်တော်တို့နေဒီဘယ်လိုပြောမလဲနော်မန်တို့လိုကစားမရီကျွန်တော်တို့ရှိတယ်မဲကူပါစီကဟိုတအားငယ်သေးတယ်ဒါပေမဲ့ဒီကောင်လေးကဗျာငယ်တယ်ဆိုတာမေ့လိုက်လို့ရပါတယ်တိကျတကူပဲ international အတွေ့အကြုံရ ဲ့လောက်ကြည့်ကြည့်ကျွန်တော်အနေနဲ့စိတ်ချပါမလားပေါ့တီဂျာနာတခုကတော့သူကစားသွားတဲ့မြပွဲတွေထဲမှာမပြောစရာကိုမလိုဘူးဘာစီလိုအသင်းမျိုးအတွက်အဓိက main player 18နှစ်နဲ့တင်ဖြစ်နေပြီဆိုရင်ကစားမရဲ့အနေအထားကိုကျွန်တော်ကောင်းကောင်းသဘောပေါက်နိုင်နေဗျာဒါကြောင့်ဘောတော့ဟို right back ကတော့ဘောတော့ကာဗာဂျေရုဘာလို့မပါဘူးဆိုရင်တော့ petru buru နဲ့ရပါမလား buru ဘာအလောက်ကြီးကြီးကျွန်တော်နေတဲ့ဒါနိုင်ငံအတွေ့အကြုံကျွန်တော်မရှိတဲ့ player မျိုးဆိုတော့ဒါဟိုဘာပီတို့ဘောတော့ဒီလိုကစားမမရိကိုတားဖို့သူဒီကြုံရတဲ့နေရာမှာပြဿနာဖြစ်ကောင်းဖြစ်နိုင်တယ် ။အဲကြောင့်ဟိုစပိန်ထက်စပိန်ကတော့ဘယ်လိုမှလည်းလက်ရှိမှာပို့ပြီးတော့အသင်းလိုက်ရစတောင်းဖြစ်တဲ့တင်လို့ကျွန်တော်မြင်နေ။ဒါပေမဲ့လို့ပြင်သစ်ရဲ့ individual performance ကောင်းတဲ့ player တွေကစပိန်နောက်တန်းကိုအချိန်မရွေးဒုက္ခပေးနေဆိုရှိတဲ့တယ်မှာပါတယ်။တော်တော်ကိုကြည့်ကောင်းမယ်ပွဲပါ။ဆိုတော့တစ်ဖက်ကဘောလုံးပိုင်ဆိုင်မှုနဲ့တစ်ဖက်ကတန်မြန်တိုက်စီကောင်းကောင်းကိုတွေ့ရမယ်ပွဲမျိုးလို့ကျွန်တော်ထင်တယ်။နောက်တစ်ပွဲကတော့ဂျာမနီနဲ့ပေါ်တူဂီဂျာမနီနဲ့ပေါ်တူဂီမှာ ဂျာမနီကတော့သူတို့ရဲ့ဒီအိမ်ဝင်းပေါ့နော်ကစားရမယ်လို့ပြောရမှာပေါ့ဗျာသူတို့နိုင်ငံမှာကစားရမှာဆိုတော့သူတို့ကံပါကဒီဘိုင်ယန်မြူးနီရဲ့ကွင်းမှာထင်ပါတယ်ဒီပွဲရဟိုပြင်တင်ပွဲရတာသူတို့စတုတ်ကတ်ကွင်းမှာလာမျိုးသူတို့ကံမှာဆိုတော့ဂျာမနီနေနဲ့ဒီနေရာမှာအီတလီကိုသူတို့ကနိုင်ပြီးတော့တက်လာတာတော်တော်ကိုခက်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 ကံလေရတာဂျာမနီကအီတလီကိုပထမပိုင်းနေပါရီမှာတအားကောင်းခဲ့တဲ့လောက်ဒုတိယပိုင်းမှာပို့ပြီးတော့ပြိုင်ဘက်တိုက်စစ်စင်လီပြိုင်ဘက်ကကျွန်တော်နေရပေါ့နော်ဟိုဘယ်လိုပြောမလဲရစ်သမ်မြင့်ပြီးတော့ကစားလေသူတို့တိုင်ဘက်လေပဲဆိုတော့ပေါ်တူဂီကတော့ဘယ်လိုပြောမလဲ တယောက်ချင်းကောင်းတဲ့ကစားမတွေရည်ချင်းရှိတဲ့ကစားမတွေအများကြီးရှိပြီးတော့အသင်းလိုက်ကတော်တော်ကိုလိုအပ်ချက်ရှိတဲ့အသင်းကျွန်တော်လက်ရှိ၄သင်းလုံးကိုကျွန်တော်ကြည့်ကြည့်နော်စီမီကျက်လာတဲ့၄သင်းဂျာမနီပေါ်တူဂီစပိန်ပြင်သစ်မှာကြီးမွားအားနေတဲ့ကအိုက်ပေါ်တူဂီပဲပေါ်တူဂီမှာတနေရာမှာမဲ့၂ယောက်လောက်ထိရှိတဲ့ကစားမကောင်းတွေဒါပေမဲ့တီးမွားကတော်တော်ကိုအားနေတာတော်တော်ကိုအားနေတာကျွန်တော်ဒိမတ်ကိုတောင်မှမနေကစားရတာဗျာကျွန်တော်ပွဲပြီးသုံးသပ်ချက်ဗီဒီယိုဒီမှာပြောသလိုပဲဒိမတ်ကိုဒီအဲ့အနိုင်ရသွားတဲ့အကြောင်းရင်းကရှင်းတယ် squad depth quality ကွာသွားလို့ပဲဒိမတ်ကမိနစ်120နီးပါးတိကစားခဲ့ရတဲ့အချိန်မျိုးမှာလူစားလေးပါတယ်မဖြစ်မနေလဲရပြီးတော့မရတော့ဘူးအဲ့ဒီအချိန်မှာပေါ်တူဂီကလူစားလေးလေ quality ဟာဒီလောက်ကဒီလောက်ပဲကြမသွားဘူးဗျာဒီလိုမျိုးနဲ့နေသူတို့ကအများကြီးအာသာကြည်ရခဲ့တာဆိုတော့ nation ကြီးတွေနဲ့တွေ့ရင်ပေါ်တူဂီမလွယ်ပါဘူးဆိုတော့ဂျာမနီနဲ့တွေ့တယ်ဆိုရင်ဂျာမနီနဲ့ပေါ်တူဂီကြားထဲမှာပေါ်တူဂီဂျာမနီကိုမနေနဲ့ကြာပြီဗျာဒီလားဘယ်အချိန်ကလဲကျွန်တော်မှတ်မှတ်မိမိကျွန်တော်တို့ပေါ်တူဂီနဲ့နောက်ဆုံးတွေ့တာဆိုရင်ယူရို2020တုန်းကထင်ပါတယ်အီတလီရသွားတဲ့နှစ်တုန်းက ကျွန်တော်အဲ့မှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဟိုရိုနယ်ဒိုတမ်ပြန်ဒီပိုင်းနဲ့ဂိုးဒီပိုင်းသွင်းသေးတယ်လေဒါပေမဲ့လို့ဂိုးပြက်ဒီပိုင်းနဲ့ဂျာမီကနိုင်သွားတာအဲ့တုန်းကနောက်ဆုံးထင်ပါတယ်ဒီနှစ်သင်းတွေ့တာဆိုတော့ခုပြန်တွေ့ပြီနှစ်သင်းစလုံးဟာအဲ့တုန်းကအခြေအနေတွေကျွန်တော်မဟုတ်တော့ဘူးဂျာမီကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဂျာမီကအဲ့ဒီအချိန်ကြာလို့ရှိရင်တော့ကြည့်ရမှာပေါ့လေအခုကတော့ Florian Vas မပါတာကတောင်မမမူစီယလာတယောက်ထဲနဲ့အခြေအနေမကောင်းဘူးနော်ဘာလို့လဲဆိုတော့ ဟိုဟိုစာနေတို့ဘာလို့ကိုကျွန်တော်အားကိုးဖို့လုပ်တာဒီကောင်ကအိပရိုစစ်ဖြစ်တဲ့ဝင်ကားဖြစ်ကစားတာကပြင်ကျွန်တော်အချိန်ကြီးမကောင်းဘူးဆိုတော့အကယ်လို့စာနေပြန်ပါပြီဆိုလို့ကျွန်တော်သိကြတယ် Florian Vaz Musiala နဲ့စာနေဆိုတဲ့တိုက်စစ်၃ရောင်းအတွဲကိုရရင်တော့မဆိုးဘူးတိုက်စစ်မူစစ်စစ်ကတော့ရှိမှရှိမယ်အဲ့ချိန်ကြလို့ချင်းကိုင်းဟာဘက်တို့ဘာလို့လဲပြန်လာကောင်းလာနေနိုင်ပြီဒါပေမဲ့လို့ဟာဘက်ကိုစတရိုက်ကာဖြစ်ကျွန်တော်မမြင်ချင်ဘူးပြာသေးတာနော်အခုလက်ရှိကစားသွားတဲ့ကောင်ပဲမဆိုးဘူးဒါပေမဲ့လို့ကျွန်တော်တို့ကလူဆင်းရင်တော့လူတယ် ကြောင့်လေဆိုတော့ပေါ်တူဂီသည်အချိန်ကြာလာတာနဲ့အမျှလူစားအပြောင်းအလဲတွေလုပ်တဲ့အခါသူတို့မှာ quality က bench မှာရှိနေတုံးပဲဂျာမနီကကျတော့သူ့ဟာနဲ့သူရှိပြီမဲ့လေလို့ပေါ့နော် first line နဲ့ quality မြည်အောင်ကစားနေတဲ့သူတွေတော့အဲ့လောက်မရှိဘူးအခုဆိုလို့ချင်းကျွန်တော်ကြည့်ပါလားကယ်ရင်အဒီယာမီတို့ပါတော့အမီရီတို့ပါတော့အဲ့လောက်ချီတီမှကျွန်တော်မဟုတ်တာလူစားဝင်လာတဲ့နေရာမှာပြဿနာနောက်တစ်ခုကပါလဲဆိုတော့ဂျာမနီရဲ့ကွင်းလေကအဲ့ဒီအချိန်မှာကျွန်တော်ညှော်နေတဲ့ကစားမားတွေပြန်ပါနိုင်မလားဆိုတာပဲအခုဟာက Andrich က injury ပြဿနာတွေကြုံထားပြီးတော့လက်ရှိ Nation Nation League ကစားခဲ့တဲ့နှစ်ပွဲစလုံး ပွဲထွက်လူစင်မှာမပါခဲ့ဘူး။သူသူလေးပေါက်ကူစင်တန်ရီကြုံထားတာကိုမပါခဲ့တော့သူဒီ first line နဲ့ player ဖြစ်ပေမဲ့လို့ first line နဲ့လုံးဝမရှိခဲ့ဘူး။ဆိုတော့ Goreska လို့ကစားမမျိုးကိုတော့မှပွဲထွက်လူစင်မှာပြန်ပြီးတော့အားကိုးနေရတာ။ Nagelsmann က Goreska ကိုအဲ့လောက်ထိအားကိုးနေတယ်မှမပါဘူး။ဒါပေမဲ့လို့သူကစားခြင်းနဲ့ပုံစံအရဘယ်သူမှရှိမနေတဲ့အခါ Goreska ကြီးပြန်အားကိုးရတာ။မဆိုးဘူးဘယ်တော့ပထမပိုင်းမှာတော့ပထမကြုံမှာတော့ကစားသွားတာဒုတိယကြုံတော့ပုံမှန်ပဲ။ဆိုပြီးရင် Pascal Crop ဒီအဓိက main ဟိုဘယ်လို deep line playmaker ဖြစ်နေတာ။ တကယ်တမ်းကကျွန်တော်မှာ Pablo Beach တို့လူကစားမတွေကျွန်တော်ရှိတယ်ဒီကစားမတွေကအခု injury ပြဿနာကြောင့်ဟောဖြစ်ရတာပြန်ပါမလားကျွန်တော်ကြည့်အဲ့အချိန်ကျပြန်ပါရင်တော့မဆိုးဘူးနောက်တန်းကတော့ဗျာထပ်ပြီးတော့ဂျာမနီကိုကျွန်တော်စိတ်ချတယ်နောက်တန်းကဟိုပြောရမလဲဂျွန်လန်တန်တာတို့ဒူဂျီကာတို့เนาะပြီးလို့ရှိရင် Kimmich တို့ဘာလို့ကစားမိုင်းနဲ့ပြဿနာမရှိဘူးဒီလားဒါအပြင်ပြိုင်ဘက်ကိုလည်းထိန်းချုပ်ကစားခြင်းနဲ့တခုပဲဂျာမနီဟာပြိုင်ဘက်ကိုကောင်းကောင်းထိန်းချုပ်ကစားခြင်းနဲ့အတင်းမျိုး အကယ်လို့ပေါ်တူဂီကတမ်ပီယံနီကစားလို့တားနိုင်ရင်တားနိုင်မတားနိုင်တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့အင်ရှင်လည်းဖြစ်တဲ့တည်းကကျွန်တော်ကတော့ဂျာမနီနဲ့အားသာချက်အများကြီးရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပေါ်တူဂီနီနဲ့နောက်ရစင်ကိုကျွန်တော်ဖိုင်နယ်ကိုတက်နိုင်မလားဂျာမနီကပဲတက်သွားမလားကျွန်တော်ကြည့်ရမယ်ဆိုတော့ဒါဆီမီဖိုင်နယ်နှစ်ပွဲစလုံးကတော့တော်တော်ကြည့်ကောင်းမယ်ပွဲတွေပါညီတို့အနေနဲ့ရောဘယ်အသင်းကနောက်ရစင်ကိုတက်သွားကြမယ်ထင်ကြပါလေဆုနေကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်